မိန်ကလေးကတန်တစ်တာတွေကနေတတဝါတကောင်ကိုယူထွက်လာတယ်။အဲဒါကကဘာပေါ်ကလူတွေအားလုံးလိုချင်နေကြတဲ့အသွင်ပြောင်းသားရဲပါပဲ။ဘာဖြစ်လို့လဲဆိုတော့လူကြီးမင်းကသူ့ကိုဘာပဲကြွေလိုက်ကြွေလိုက်။သူကငကိုမူလာအတိုင်းပေါ်စံတို့ပစ္စည်းအမြောက်များကိုစွန့်ထုတ်နိုင်တဲ့အတွက်ကြောင့်ပါပဲ။မိန်ကလေးကအစမှသူဒီလိုအစွမ်းရှိမှန်းကိုမယုံကြည်သေးဘူး။မိန်ကလေးကကိုယ့်ရဲ့ပလဲနကတ်ကိုအသွင်ပြောင်းသားရဲကိုကြွေလိုက်တော့အစာကပိန်ချောက်နေတဲ့ခန္ဓာကိုယ်ကတခါလေကထွက်လာတယ်။ပြီးတော့ပလဲနကက်အများကြီးကရေးစီးလိုမျိုးအသွင်မြောက်သားရဲ့တင်မာကနေချက်ချင်းကြီးထွက်လာတယ် ဒီလိုမျိုးရှားပါထူကြလာတဲ့တာရဲကအစကကာကွယ်ဆောက်ရှောက်သူအဖြစ်မိယာဝူဂျိုလူသားနဲ့အတူမိယာဝူဂျိုဘမာနေထိုင်ကြပါတယ်။ကောင်းမွန်တဲ့တဘာဝပတ်ဝန်းကျင်ကြောင့်ဒီနေရာမှာရှိတဲ့လူသားကနုညံ့ချော်မွတ်တဲ့အသားရည်ရှိအောင်နေမကဘူး။လူတိုင်းကလည်းကောင်းမွန်တဲ့ခန္ဓာကိုယ်ချိုးစားရှိကြတယ်။သူတို့နေ့စဉ်လုပ်တဲ့အခုတည်းသောအလုပ်ကပင်လယ်ထဲမှာပလဲသွားရှာတာပါပဲ။ပြီးတော့ပလဲရီအားလုံးကိုစုဆောင်းထားကြတယ်။ရလာတဲ့ရေအတွက်ကအရန်ကိုများပေမဲ့လေအခုရဲ့ခေတ်အခြေအနေမှာဒီလောက်လေးကစကြဝဠာတစ်ခုလုံးရဲ့လိုအပ်ချက်ကိုမလုံလောက်စေနိုင်ပါဘူး။ ဒါပေမဲ့ကံကောင်းတာကသူတို့ကကာကွယ်ဆောက်ရှောက်တဲ့နေပြားရှိနေသေးတာပဲ။မိန်းကလေးကပလဲတလုံးကိုသူ့ကိုကြွေလိုက်ပြီးနောက်တာရဲလေးကချက်ချင်းပဲတုတ်ပြန်မှုရှိလာတယ်။ဆက်လက်ပြီးတော့ပလဲမြောင်များကသူ့ရဲ့တင်မာကနေအဆက်မပြတ်ထွက်လာတယ်။မိယာဟုဂျိုလူသားကဒီတစ်ချက်ကြောင့်ပဲဂျိုရဲ့အရင်မြေကိုမခန့်ချောက်သွားစေတာပါ။အမဲမပြတ်လည်ပတ်ပြီးဆက်လက်ဖွံ့ဖြိုးတိုးတက်စေမယ့် viewer ကိုလှုပ်ဆောင်နေတယ်။ဒါပေမဲ့လည်းဒီလိုအေးဆေးငြိမ်သက်တဲ့နေရက်ကခဏလေးတွင်းပြောက်ကွယ်သွားတယ်။ချက်ချင်းပဲဘီအမားကကြောက်စရာကောင်းတဲ့ဖြစ်ကိုတွေ့လိုက်ရတယ်။ သူမကလုံးဝမထင်ထားဘူးတခြားသူတွေနဲ့ကင်းကင်းနေတဲ့သူတို့ကကျူးကျော်တိုက်ခိုက်တာကိုခံလိုက်ရတယ်။အရာအလုံးကဖြစ်ပျက်သွားတာရံမြန်တဲ့အတွက်မိယာအိုဂျိုလူသားတွေကရန်သူကဘယ်သူလဲဆိုတာမသိခင်ပါပဲ။မိုးဘောခါမိခင်တင်မောကကိုရဲတဲကနေဘုံကျဲလင်းအစီတောင်းကြီးကိုဆေးလွှတ်လိုက်တယ်။နေနေလေးမမတွန်းဆုပ်ပဲနဲ့ဘုံပြေးတင်ပြီးမီယာဝိုဂျိုကိုဥတီပြီးတိုက်ခိုက်မှုကိုလုပ်ကြတယ်။မီယာဝိုဂျိုလူသားကအနေငယ်သာရှိတဲ့အာဂါတာရင်ကိုဆေးလုပ်ပြီးပြန်လည်ခုခံနေပါဗါတယ်။တမူးကချက်ချင်းပဲအမိတ်ပေးလိုက်တယ်။ပြမတ်ကိုချိန်ထားပါပြီအရာရှိ အပူဒုံးကြီးကိုချက်ချင်းပြစ်လော့ပါအမျိုးသားကခလုတ်ကိုနှိမ့်လိုက်တာနဲ့ဒီပောက်ကွဲအပြင်းနဲ့ဒုံးကြီးကမီယာဝိုဂျိုစီကိုတတဲမမတ်ပဲလှည့်မြန်စွာရောက်သွားပါတယ်။ဒီအေယာမာကြီးကြားရောက်လာတော့မီယာဝိုဂျိုလည်းဒီလိုနဲ့စကြဝဠာအတွင်းမှာပျောက်ကွယ်သွားတော့တယ်။အခုအချိန်မှာအသက်ရှင်ကျန်ရခဲ့တဲ့မီယာဝိုဂျိုလူသားကအယောက်တရာကျော်လေးပဲရှိတော့တယ်။ကိုယ့်ရဲ့အိမ်ကိုပြန်လဲတည်ဆောက်နိုင်ဖို့အတွက်ကြံရှိတဲ့လူတွေကစကြဝဠာအတွင်းမှာစွန့်ပစ်ထားတဲ့အာဂါတာရဲ့တစီကိုရှာပြီးအဲဒီနေရာကိုသူတို့ရဲ့စကန်အဖြစ်ယာယီပြုလုပ်ထားတယ်။ အစာပိုင်းရဲ့အခြေအနေကအရန်ခက်ခဲပေမဲ့လေတယောက်နဲ့တယောက်အခြေချင်းထောက်ခံအားပေးမှုကြောင့်သူတို့ကအာဂတရင်ကိုပြုပြင်သွားရုံနဲ့မကဘူးဒီနေရာမှာတီးနဲ့အမြောင်များကိုစိုက်ပြူတာအောင်မြင်သွားတယ်အစာစာစားတော့ဖို့လုံလောက်တဲ့အချိန်ထဲမှာအားလုံးကလည်းမျိုးနဲ့လိုက်တက်ဖြတ်ခံရတဲ့ရန်ညိုကိုမမေ့သွားကြဘူးသူတို့ကိုတိုက်ခိုက်တဲ့သူကိုပြန်ပေးဆက်စေဖို့အတွက်မြာဝူဂျိုလူသားတွေကနေရောညပါတခြားဂျိုအားလုံးစီကအသိပညာအသစ်တွေကိုမပြတ်ရယူနေပါတယ်ဒီဒီယမ်မှာသူတို့ကအာဂတလမ်းကြောင်းမှာသူတို့ကိုတိုက်ခိုက်ခဲ့တဲ့သင်္ဘောကိုတွေ့သွားတယ် အားလုံးကတခါတည်းကလေးစားချီခြင်းကြပါမယ်လေဒီလောက်ကြီးမားတဲ့ယင်ကြီးကိုကြည့်ပြီးသူတို့ကအရန်တီးခံနေဖို့ကိုပဲရွေးချယ်လိုက်တယ်။ညမှမှစကန်ကိုတိတ်တိတ်လေးပြောင်းရွှေ့ခဲ့ကြပြီးအနည်းဆုံးနေရာမှာလူသားရဲ့အသိပညာကိုအတူမျှဝေကြတယ်။အမဲမပြက်လေးလာတည်ယူနေတဲ့အခြေအနေမှာရှိနေတယ်။သူတို့လုံလောက်တဲ့ပစ္စည်းနဲ့အသိပညာကိုရရှိသွားတဲ့အချိန်မှာအားလုံးကချက်ချင်းဆိုသလိုကိုပိုင်အာကာသရင်ကိုစပြီးတော့တိဆောက်ကြတယ်။အခုအချိန်မှာသူတို့နှစ်ယောက်မြင်တွေ့ရတဲ့အရာအားလုံးကမီယာဝကျွေရဲ့လူသားအားလုံးစူးစမ်းထားတဲ့ရလဒ်ပါပဲ။ကျူကမရှိတော့ဘူးဆိုပေမဲ့အားလုံးကယုံကြည်ကြတယ်။ သူတို့တီထွင်ထုတ်လုပ်ထားတဲ့သိပ္ပံနည်းပညာကိုသုံးပြီးပြောက်ွယ်သွားတဲ့ကဘာကငကိုတိုင်းပြန်လဲပေါ်ထွက်လာမယ်ဆိုတာပါအံဩဖို့ကောင်းလိုက်တာဒါပေမဲ့အခုသူတို့ကပစ္စည်းနှမျိုးလိုနေပါသေးတယ်တခုကအစာပြိုးဖို့အတွက်ပလဲရဲနောက်တခုကသူတို့ရဲ့ကာဝယ်ဆောက်ရှောက်တဲ့နေဖျားဖြစ်တဲ့အသွင်ပြောင်းသားရဲပါပဲမိန်းကလေးကရှောက်ဆိုင်တို့နှစ်ယောက်ကသူတို့ကိုကူညီပေးပြီးဒီပစ္စည်းနှမျိုးကိုတင်ယူလာပြီးပိုက်ရှင်တန်းပြန်အပ်စေခြင်းပါတယ်အလဲလဲအနေနဲ့သူတို့ကလုပ်ခဲ့တဲ့အမှားကိုအပြစ်မယူတော့ဘဲလူသားကိုမတိုက်ခိုက်တော့ဘူးသိတာပါတယ်ဒီလိုအလဲလဲကတရားမလွန်ပါဘူး အရင်ကအရာအားလုံးကလူသားတွေလှုပ်ထားတဲ့အပြစ်တွေပါပဲအခုရှောင်းမင်းကသူတို့ကိုအိမ်ပြန်လဲတိစားဖို့ကိုကူညီပေးဖို့သဘောတူလိုက်တယ်ပြောလို့အပြီးမှာပဲမိန်းကလေးကလက်ထဲကနေပစ္စည်းတစ်ခုခုထွက်လာပြီးမိအားဝဂျိုလူသားကိုလှမ်းပေးလိုက်တယ်ယူလိုက်တဲ့အချိန်မှာခေါင်းဆောင်ကချက်ချင်းပဲအရာရဲ့အတိတ်ပဲကိုတီးလိုက်တယ်အရာအားလုံးကလည်းမိအားဝဂျိုလူသားထင်ထားသလိုပါပဲသူ့လက်ထဲကပစ္စည်းကိုဖွင့်လိုက်တဲ့အချိန်မှာအသွင်ပြောင်းတားရဲကချက်ချင်းခုန်ထွက်လာခဲ့တယ်ဆက်ပြီးတော့သူကအထဲကပလဲကိုတားရဲကိုကျွေးလိုက်တယ်ခဏလေးအတွင်းမှာပဲပလဲအမြောင်များကချက်ချင်းဆိုသလိုအသွင်မြောင်းသားရဲ့ခန္ဓာကိုယ်ကနေထွက်လာခဲ့ပါဗါး ဖြစ်ပေါ်လာတဲ့တောက်ပလင်းလက်တဲ့ကြိုဆွမ်းရင်ကလည်းကိုရီအောက်ပိုင်းကပိုင်လိုင်းအတိုင်းတဖြည်းဖြည်းနဲ့သူတို့တီထွင်လာတဲ့အစီအမင်းသိပ္ပံဤပညာအပေါ်မှာစူးစီးသွားကြတယ်။တခဏလေးအတွင်းလျှက်စစ်တန်လိုက်ခုံတော်အများပြားကအဆက်မပြတ်ရက်လေးမျက်နှာကိုဖျားထွက်သွားတယ်။မီယာအိုဂျိုလူသားတွေကဒီဖြစ်ရက်ကိုတွေ့တော့ချက်ချင်းစုဖွဲ့ထားကြပြီးတခုခုကိုလုံနေသလိုပါပဲ။ရှောက်ဆိုင်တို့နှစ်ယောက်မြင်တတ်နေတဲ့အချိန်မှာပဲသူတို့ရှိနေတဲ့နေရာကချက်ချင်းဆိုသလိုပဲအရင်တုန်းကလိုမျိုးတာယာအေဂျင့်နဲ့မီယာအိုဂျိုဖြစ်ပြောင်းလဲသွားတယ်။ ဒီဖြစ်ကယုံကြည်ဖို့ခက်ခဲတယ်ဆိုပေမဲ့လည်းရှောင်းမိန်ကအမှန်တကယ်ပင်လယ်ရေရဲ့အေးမြမှုကိုခန်းစားလိုက်ရတော့မှသူတို့ခြေထောက်နေထားတာကတကယ်ပဲမီယာဝူကျွေးရဲ့မြေဖြစ်တယ်ဆိုတာကိုသိကြသွားတယ်။ရှောင်းမိန်လုံးလိုက်တဲ့ရွေးချယ်မှုအတွက်ခေါင်းဆောင်ကလည်းအရန်ကိုကျေးဇူးတင်နေတယ်လူသားနဲ့မိအားကိုကျူလူသားရဲ့ရန်ညိုကလည်းဒီအချိန်မှာအောင်မြင်စွာနဲ့ပြောက်ွယ်သွားပါပြီ။လူကြီးမင်းတို့ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။